မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကကနိဘတ်တဲ့ကနဘတ်130တပ်ပတဟာရကဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့မောဒရာဇက်တော်တဲ့ကနဘတ်6လေရွေးတရားစီရင်ကံအကြောင်းအပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်လေရွေးတရားဟူဒီက သူစင်ရမတယောက်ဒီကျွဲဝသောမိမများကဲ့သို့ရွှေငွေကြောင်းမြတ် ချေလက်အပ်တော်လေရွယ်ပြည့်တို့ကို မစင်ရသည်ဖြင့်အနီဝါအပြာစိမ့်စတော်ချီမျိုးတို့ဖြင့်ထိုးချုပ်စီရင်အပ်တော်ချီလေရွယ်ကိုသာစင်ရ၏ထိုမင်းမသည်ထိုးချီလေရွယ်ကိုလေမချွ၍အပေါ်ယုံအင်းကြီးတစ်ပတ်ပေါ်၌ထားပြီးလျှင် ဖျားလောင်းစီရင်အပ်တော်ရေကန်တို့ရေချိုးအပ်တော်ငါစင်းသက်လက်တော်မင်းမငယ်တယောက်ဒီထိုလေရွဲကိုမြင်၍လိုချင်သောစိတ်ဖြင့်ထိုလေရွဲကိုအင်ကြီးတစ်ပတ်ပေါ်မှကောက်ယူပြီးလျင် အမေဤလေရွဲသည်အလွန်တင့်နယ်လျှောက်ပတ်၏အဘယ်မျှချီကုန်သနည်းဤလေရွဲကဲ့သို့အကျွန်ုပ်လည်းထိုးချုပ်ခြင်းပါသည်ဟုဆိုလျက်လယ်၌ဆွပြီးတော့ခဏမြအတူယူပြားစေဟုဆို၏ လေရွေးရှင်မိမလည်းတဘောဖြောဖြောဆိုသည်ထင်၍ကောင်းပြီကြည်ပါလောဟုဆိုလက်လျင် ထိုမင်းမငယ်သည်လေရွေးကိုဆင်၍လင်းစွာပြေးလေ၏လေရွေးရှင်မိမသည်ထိုမင်းမငယ်ခိုးယူသွားသည်ကိုမြင်လျင်လင်းစွာကံမတက်၍အဝတ်အင်းကြီးထမင်းတပတ်တို့ကိုဝတ်ပြီးလျင်မြင်မြန်စွာလိုက်၍အဘဲကြောင့်ငါလေရွေးကိုယူပြေးပြီသည်နှင့်ဟုမင်းမငယ်၏တပတ်ကိုဆွဲကင်၏မင်းမငယ်လည်း ငါလည်းရွဲကိုငါဆင်၍ခยีတွားရာအဘဲကြောင့်ရှင်မလည်းရွဲကိုဒီဟုရိုးစွ၍ဆွဲငင်အန်တနီဟုဆို၏ထို့သို့အချင်းချင်းညင်ခုန်ကြ၍ကြေးရှုနားထောင်အန်ဟု လာကုန်သောရွာသူရွာသားအပေါင်းတို့ဝန်းရံတည်းဖျားလောင်းကစားရာဇရက်တကားဝလမ်းမအနီးတို့လာလက်ကုန်၏ ဖျားလောင်းဒီထုံရင်းကုန်ကြတော့တန်ကိုကြားလက်တော့အဘယ်တန်နည်းဟုမေးပြီးလျင်ထိုသူနှစ်ယောက်တို့ကိုခေါ်စီ၍ရောက်တော့အခါထိုသူနှစ်ယောက်တို့ဤအမှုရာလက္ခဏာကိုမြင်လျင်ဤသူကခိုးသူမှဤသူကဥษาရှင်ဟုအသက်သိပြီးလျင်သူခတ်တိန်လည်းသိစေခြင်းကတင်တို့အဘဲကြောင့်ရင်းခုန်ကြသည်နှင့်ဟုမေးလျင်နှုတ်စလုံးကားပင်မိမိတို့ဥษาဖြစ်ကြောင်းကိုပြောဆိုကြလက်တော့ဖျားလောင်းဤ တင်တို့စကားနှစ်ရက်ကိုကြားသိရပြီးငါဆုံးဖြတ်သည့်အတိုင်းတင်တို့ပြီးကြမည်လို့ဟုမေး၏အရှင်သာပြီးပါမည်ဟုဝန်ခံကြလျင်ဖျားလောင်းသည်တင်တို့သည်ဟောက်မှန်တိုင်းပြောလို့ဟုဆို၍ခိုးတူမကိုရှေးဦးစွာတင်ဤလေရွယ်ကိုဘယ်နဒာရည်ဖြင့်မပြတ်လိမ့်တုတ်တနေဟုမေး၏ခိုးတူမလည်းအရှင်သာအလုံးစုံသောအမွှေးတို့ဖြင့် ပေါင်းနှော၍လောက်အပ်တော်ကြောင့် တပ်ပတဟာရကအမည်ရှိသော နတ်တာပေါင်းဖြင့်နေ့တိုင်းမြေတုတ်လင်းပါသည်ဟုဆို၏ထို့နောက်လေရွေးရှင်မိမကြီးကို မေးပြန်သောအရှင်သာစင်ရဲသာကျွန်ုပ်အားတပ်ပတဟာရကနတ်တာဗမာရအံပါနီအကျွန်ုပ်ဒီဤလေရွေးကို ရှိရှာပွေဖြင့်ဒါလင်နေ့တိုင်းမပြတ် လိန်တုံရာဤဟုဆို၏ဘုရားလောင်းသည် ထိုနှယောက်တို့စကားကို ပရိသတ်တို့အားမှတ်သားစေပြီးလျင်တခုတော်ရေခွက်ကိုဆောင်ယူစေ၍ထိုရေခွက်၌လေရဲကိုနှစ်ပြီးတော့ကန်းနာယုံ၌ကျွမ်းကျင်တော်လူတယောက်ကိုခေါ်၍မြည်သည့်အနက်အနန္တီကိုတရားအောင်နန်းစေ၏ထိုသူသည်လေရဲကိုနန်းလက်တော်ရှိရှာပွေနန်းသာရှိသည့်အဖြစ်ကိုတည်ပြီး၍အရှင်သာဤလေရဲ၌တဘာတဟာရကနတနံမရှိ ရှိရှာပွေးနှံတက်တက်လှိုင်၏မင်းမငယ်စကားမမှန်မင်းမကြီးစကားသာလျင်ဆိုတိုင်းမှန်ပေသည်ဟုလေရွဲကိုနန်းတော်သူသည်ဖျားလောင်းအားပြန်ကြ၏ဖျားလောင်းသည်တင်းတို့ရှုကြည်ကြကုန်လော့ဟု ပရိသတ်ပေါင်းတို့အားတည်စေပြီးလျင်ခိုးသူမကိုတင့်ဥစ္စာဟုတင်ဆိုသည်လေရွဲကတင့်ကို ခိုးသူမဟုပြ၍ရှိချေပြီး တင်အတုနေလေရွယ်ကိုမဟုတ်တလို့ဟု မေး၏ခိုးသူမလည်းလွှဲ၍ပြောခွင့်မရတော့ကြောင့်အရှင်သာအကျွန်ုပ်ခိုးယူမိသည်မှန်ပါ၏ဟုဝန်ခံ၏ထိုအခါဖျားလောင်းသည်ရှေ့နီးဖြင့်နောင်ဤကဲ့သို့မကြင့်လင်နှင့်ဟု အဆုံးမပေး၏ဖွားဘက်သူငယ်တထောင်တို့သည်လည်းရှေ့နီးဖြင့် ထောင်းထုတ်ခြင်းနာကျင်စွာတန်ပေးကြကုန်၍လွတ်လိုက်၏ထို့အကြောင်းကို အမတ်တိလျင်အလုံးစုံကိုရှောက်စာတင်၍မင်းကြီးကိုကြားလျှောက်စေ၏ဝိတေဟရေမင်းကြီးသည် ထိုစကားကိုကြားလျင်တေနကမတ်ကြီးကို ခေါ်၍စကားအလုံးစုံကိုပြန်ကြားပြီးတော့မောဒရာဒုက္ခမင်းကိုစောင့်ခြင်းမတင်သေးလို့ဟုမင်းမြန်တိုင်ပင်တော်မူပြန်၏ ။တင်နကအမတ်ကြီးလည်းအရှင်မင်းကြီးဤမြတော်အရာနှင့်ဒုက္ခမင်းမခန့်လောက်သည်ငန့်တော်မူအောင်လောဟုလျှောက်၏။မင်းကြီးသည်တင်နကအမတ်ကြီးစကားကိုကြားလျင်စိတ်လစ်လျူဖြစ်ပြန်၏။တပံအမတ်ထံစုံစမ်းလေအောင်ဟုစေလိုက်ပြန်၏။ဤဒီလေဖျားလောင်းဤကောင်းတော်ကျေးဇူးကုန်တဲ့ရင်ကြော်စောခြင်းတခြင်းဖြစ်ခြင်းသည် တပတံဟာရကဇတ်တော်ဤတွင်ပြီးဤအခုလို ဖပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းအလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။